အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခါတော့တောင်အမေရိကတိုက်ရဲ့အထင်ကရမျိုးကြီးတစ်မျိုးဖြစ်တဲ့ချီလီနိုင်ငံရဲ့မြို့တော်ဆန်တီယာဂိုရဲ့အကြောင်းကိုဝေမျှလိုက်ပါတယ်အမည်အပြည့်စုံအနေနဲ့ဆန်တီယာဂိုဒေချီလီလို့ခေါ်လို့ရှိတဲ့ဆန်တီယာဂိုဟာချီလီနိုင်ငံရဲ့မြို့တော်နဲ့အကြီးဆုံးမြို့ဖြစ်ပါတယ်ဒီမြို့ကြီးကတော့တောင်အမေရိကတိုက်အနောက်တောင်ပိုင်းအန်ဒီစ်တောင်နှင်းအခြေရဲ့မာပိုချိုမြို့ဝန်းဒေသမှာတည်ရှိနေတာဖြစ်ပါတယ်မြို့နေလူဦးရေ6တသမ2တန်းခန့်နဲ့ဒေသတစ်ခုလုံးလူဦးရေ9တန်းခန့်ရှိတဲ့ဆန်တီယာဂိုဟာတောင်အမေရိကတိုက်မှာစက်ထမ မြောက်အကြီးဆုံးမြို့လေးဖြစ်ပါတယ်မြို့ area အနေနဲ့249စတူရမ်းမိုင်ခန့်ကျယ်ဝန်းပြီးပြည်မြအဖြစ်ပင်လေရှည်မြင့်နေပြင်အထက်ပေပေါင်း1900ခန်းမှာတည်ရှိနေတာဖြစ်ပါတယ်ယနေ့ဆန်ဒီယာဂိုမြို့ကို1940ခုနှစ်ဖေဖော်ဝါရီလ12ရက်နေ့မှာစပိန်နယ်မြေတစ်ရှာဖွေသူပက်တရိုဒဲဖေဒီဖီယာကဆန်ဒီယာဂိုထက်နွေဘာအက်စတေမာဒူရာအမည်နဲ့စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်မြို့တည်ပြီး6လအကြာမှာမာပူချီတိုင်းရင်းသားတွေရဲ့တိုက်ခိုက်မှုကြောင့်မြို့တော်ဟာကြီးမားတဲ့ပျက်စီးမှုတွေကိုကြုံတွေ့ခဲ့ရပါတယ်သို့တော်လည်းစပိ ိန်တွေကမြို့ကိုပြန်လည်တည်ဆောက်ခဲ့ပြီး16ရာစုကနေ19ရာစုအစောပိုင်းအထိစပိန်ကိုလိုနီချီလီဒေသရဲ့အဓိကမြို့တော်အဖြစ်ရပ်တည်ခဲ့ပါတယ်1930ခုနှစ်နဲ့1822ခုနှစ်တွေမှာဖြစ်ပွားခဲ့တဲ့ငရင်ကြီးများကြောင့်မြို့တော်ရဲ့အဆောက်အအုံအများစုပျက်စီးခဲ့ရပါတယ်1818ခုနှစ်မှာတော့ဗိုလ်ချုပ်ဘာနာဒိုအိုဟစ်ကင်းဦးဆောင်တဲ့တော်လန်ရင်းနဲ့တူချီလီယာစပိန်တို့လက်အောက်ကနေလွတ်လပ်ရရခဲ့ပြီးစန်တီယာဂိုဟာနိုင်ငံရဲ့မြို့တော်ဖြစ်လာခဲ့ပါတယ်19ရာစုမှာတော့ဥရောပနိုင်ငံများစွာကလူများစွာဟာ ာဒီမျိုးကိုပြောင်းရွှေ့အခြေချလာခဲ့ကြပါတယ်။20ရာစုအစောပိုင်းမှာတော့မြို့တော်ဟာခင်မင်မြို့တော်တစ်ခုအဖြစ်ပြန်လည်ထွန်းကားလာခဲ့ပြီး1925ခုနှစ်မှာချီလီရဲ့ပထမဆုံးဖွဲ့စည်းပုံအခြေခံဥပဒေကိုစန်ဒီယာဂိုမှာရေးဆွဲခဲ့တာဖြစ်ပါတယ်။1923ခုနှစ်မှာတော့ဗိုလ်ချုပ်ကြီးအော်ဂတ်စတိုပီနိုချေဦးဆောင်တဲ့စစ်တပ်ကရွေးကောက်တင်းမြောက်ခံထားရတဲ့တမရဆေဗာဒေါ်အာလန်ဒီကိုအာဏာသိမ်းခဲ့ပါတယ်။ဒီအာဏာသိမ်းမှုအတွင်းတမရအာလန်ဒီကတည်ဆုံးခဲ့ပြီးပီနိုချေက1990ခုနှစ်အထိအာဏာရှင်ဖြစ်အုပ်ချုပ် ပ်ခဲ့ပါတယ်။ဒီကာလအတွင်းစန်တီယာဂိုမြို့တော်ဟာနိုင်ငံရေးမတည်ငြိမ်မှုများနဲ့အတူစီးပွားရေးအကျပ်အကျဲတွေလူအခွင့်အရေးချိုးဖောက်မှုတွေကိုကြုံတွေ့ခဲ့ရပါတယ်။1990ခုနှစ်မှာတော့ဒီမိုကရေစီပြန်လည်ရရှိခဲ့ပြီးနောက်စေစွန်းနေနှစ်ခုအတွင်းမှာဆောက်လုပ်ရေးဘဏ်လုပ်ငန်းတွေနဲ့အတူစီးပွားရေးဟာတမဟုတ်ချင်းထိုးတက်သွားခဲ့ပါတယ်။ဒီကာလမှာစန်တီယာဂိုမြို့တော်ဟာတောင်အမေရိကရဲ့အထူးစီးပွားရေးဗဟိုချမ်းမောက်တစ်ခုအဖြစ်ထွန်းကားလာခဲ့ပါတယ်။2010ခုနှစ်မှာတော့ချီလီနိုင်ငံဟာပြင်းထန်တဲ့ငရေကြီးတစ်ခုကိုထပ်မံကြုံတွေ့ခဲ့ရပြီး ီးစန်တီယာဂိုမြို့တော်ဟာလည်းပျက်စီးမှုအချို့ကိုကြုံတွေ့ခဲ့ရပါတယ်။သို့တော်လည်းမြို့တော်ကိုအလင်းအမြန်ပြန်လည်တည်ဆောက်နိုင်ခဲ့ပါတယ်။2019ခုနှစ်မှာတော့စန်တီယာဂိုမြို့တော်ဟာကြီးမားတဲ့ဆန္ဒပြပွဲတွေကိုကြုံတွေ့ခဲ့ရပြီးဒီဆန္ဒပြပွဲတွေဟာချီလီနိုင်ငံရဲ့ဖွဲ့စည်းပုံခြေကံဥပဒေအသည့်ရေးဆွဲရေးကိုဥတည်စေခဲ့ပါတယ်။ဒီကနေ့အချိန်မှာတော့တောင်အမေရိကရဲ့ထိပ်တန်းမြို့ကြီးတမြို့အနေနဲ့နိုင်ငံရဲ့နိုင်ငံရေးစီးပွားရေးရင်းကျေးမှုတို့ရဲ့ဘဟုချက်မှောက်ဖြစ်တယ်လို့ကမ္ဘာမြို့တော်များစင်ရင်မှာတော့ F- အဆင့်မြို့ကြီးတမြို့ဟာဖြစ် ဖြစ်သတ်မှတ်ခံထားရပါတယ်။ပလာဇာတီအာမတ်ဆိုတာကတော့မြို့တော်ရဲ့အဓိကရင်းမြစ်ဖြစ်ပြီးဆန်ဒီယာဂိုမြို့ကိုစတင်တည်ရနေရဆိုရင်လည်းမမှားပါဘူး။1542ခုနှစ်ကတည်းကမြို့တော်ရင်းမြစ်အဖြစ်စတင်ဖွင့်လှစ်ခဲ့ရဖြစ်ပြီးတမိုင်းတလျှောက်အရေးပါတဲ့ဖြစ်စဉ်တွေဖြစ်ပွားခဲ့ရနေရလေးဖြစ်ပါတယ်။ဘေးပတ်ပတ်လေမှာတော့ဆန်ဒီယာဂိုကာသီဒရယ်မြို့တော်ခန်းမစားရိုက်ကြီးတမိုင်းပြရိုက်စားတဲ့တမိုင်းဝင်းအဆောက်အအုံတွေတည်ရှိနေသလိုကဲရမောင်မြေအောက်ရထားဖူတာလည်းရှိနေတာကြောင့်အလွန်စီကားတဲ့နေရာလေးဖြစ်ပါတယ်။ပလာဇာတီအာမတ် ဆင်းမြင်အနည်းကတမရနန်းတော်ကိုတော့လာမိုနီတာလို့ခေါ်ပြီးဒင်းကားရိုက်ဆက်ယုံလို့အဓိပ္ပာယ်ရပါတယ်။ချီလီတမရဆက်ဆက်ရှုံးထိုင်ရာနေရာဖြစ်ပြီး1805ခုနှစ်ကလေးကတည်ဆောက်ပြီးစီးခဲ့တာဖြစ်ပါတယ်။အထက်သုံးတက်ရှိပြီးနီယိုကလစစ်ကဘီတူကစတိုင်နဲ့တည်ဆောက်ထားတဲ့ဒီအဆောက်အအုံကိုအစိုးရရုံးအဖြစ်အသုံးပြုတယ်လို့အစီရင်ဆက်တမရဟောင်းတွေရဲ့ပစ္စည်းတွေကိုပြသရာပြလိုက်ဖြစ်လေဖွင့်လှစ်ထားပါတယ်။ဥရောပစတိုင်တည်ဆောက်ထားတဲ့မြို့တော်ဖြစ်တာကြောင့်ဥရောပမြို့ကြီးအများစုလိုပဲစန်တီယာဂိုမှာလည်းလမ်းတစ်ဖက်တစ်ချက်စီမှာတက်ပ ေတွင်စီတန်းစိုက်ပျိုးထားတဲ့ရိပ်သားလန်းတွေရှိနေပါတယ်။တရက်ထရက်တစ်ခုကတော့အလာမီတာခေါ်ဗာနာဒိုအိုဟစ်ကင်းရိပ်သားလန်းဖြစ်ပါတယ်။1820ခုနှစ်ကလေးကတည်ဆောက်ပြီးစီးခဲ့တာဖြစ်ပြီးမြို့လေဒေသကိုအရှိအနောက်ဖြတ်သန်းဖောက်လုပ်ထားတာဖြစ်ပါတယ်။လန်းအရှိငါးမိုင်ခန့်ရှိပြီးတော့လန်းတစ်လျှောက်မှာတော့ Hotel Coffee ဆိုင်စားတောက်ဆိုင် Fashion ဆိုင်နဲ့ဈေးဆိုင်ပေါင်းများစွာရှိနေပြီးအစီအကားဆုံးလန်းတစ်လန်းလေးဖြစ်ပါတယ်။မြို့လေ Providencia နယ်မြေကအထက်မြင့်တိုက်ကြီးတွေအကြားမှာထူးထူးခြားခြားတောင်ကုန်းငယ်တစ်ခုလေးရှိနေပါတယ်။ Santa Lucia အမီရ ရတဲ့ဒီတောင်ကုန်းဟာချီလီရဲ့အကျော်ကြားဆုံးတောင်ကုန်းတစ်ခုလည်းဖြစ်ပါတယ်။အမြင့်ပေ200ခန့်ရှိတဲ့ဒီတောင်ကုန်းပေါ်မှာတော့ပန်းချံတွေရေပန်းတွေရှုမျောခင်ကြည့်စင်တွေရှိပြီးတော့မြို့တော်ကိုအပေါ်စီးကနေကြည့်ရှုနိုင်တဲ့နေရာလေးဖြစ်ပါတယ်။တမျိုးလုံးမှာပြားလိုက်ပေါင်းများစွာရှိနေတဲ့အနက်ချီလီအမျိုးသားပြားလိုက်ကလည်းထင်ရှားပါတယ်။1912ခုနှစ်ကလေးကစတင်ဖွင့်လှစ်ခဲ့တဲ့ဒီပြားလိုက်မှာတော့ချီလီနိုင်ငံတမိုင်းကျောင်းနဲ့အတူကိုလိုနီခေလွတ်လပ်ရေးစစ်ပွဲပစိဖိတ် စစ်ပွဲစတာတွေနဲ့ဆက်ဆက်တဲ့ပစ္စည်းစုစုပေါင်း9000ကျော်ကိုထိန်းသိမ်းပြသထားပါတယ် ်ဒါအပြင်ချီလီကန်နဝင်အမှုပညာရှင်ကြီးတွေရဲ့ဖန်တီးမှုလက်ရာကဗျာပကြီးတွေဟာလည်းဒီပြားတိုင်းမှာရှိနေပါတယ်ဇက်ယုံပေါင်း90ကျော်ရှိနေပြီဒီအထက်က Teatro Municipal လို့ခေါ်တဲ့မြို့တော်ဇက်ယုံကြီးကတော့ချီလီရဲ့အထင်ကရအော်ပရာဇက်ယုံကြီးအဖြစ်သတ်မှတ်ခံထားရပါတယ် Neo Classical Style နဲ့1859ခုနှစ်မှာတည်ဆောက်ပြီးစီးခဲ့တဲ့ဒီဇက်ယုံကြီးဟာကမ္ဘာအကောင်းဆုံးဇက်ယုံတွေထဲရာတစ်ခုလေးဖြစ်ပါတယ်ထိုင်ကောင်းပေါင်း1500ခန့်ရှိနေပြီဂီတဖျော်ပြပွဲနဲ့အော်ပရာပြဇက်များစွာကိုကျင်းပခဲ့ရာဇက်ယုံကြီးလည်းဖြစ်ပါတယ် င်စန်တီယာဂိုရင်အခြားထင်ရှားတဲ့နေရာတွေကတော့ချီလီအနုပညာပြတိုက်ချီလီမြန်မာခေအနုပညာပြတိုက်ပါဘယ်လွန်နဲရူတာအင်စန်တီယာဂိုကက်သလစ်တက္ကသိုလ်ချီလီအမျိုးသားတက္ကသိုလ်စန်တီယာဂိုမြို့တော်စီစန်တီယာဂိုမြို့တော်ကျောင်းတော်စတာတွေဖြစ်ပါတယ်နေထိုင်သူဦးရေရဲ့92ရာခိုင်နှုန်းကမတ်တီဆိုတွေဖြစ်ပြီးလူပြူ45ရာခိုင်နှုန်းဌာနေမူရင်တိုင်းရင်းသား2ရာခိုင်နှုန်းနဲ့အာဖရိကနယ်ပေါ်အာရှနယ်ပေါ်အနည်းငယ်လေးနေထိုင်ကြပါတယ်နေထိုင်သူဦးရေရဲ့68ရာခိုင်နှုန်းခန့်ကခရီးယန်ဘာသာဝင်တွေဖြစ်ပြီး 24ရာခိုင်နှုန်းခန့်ကတော့ဘာသာမဲ့တွေဖြစ်ခောင်းဂျူးဘာသာအစ္စလမ်ဗုဒ္ဓဘာသာနဲ့အခြားဘာသာကိုးကွယ်သူအနည်းငယ်လေးနေထိုင်ကြပါတယ်တောင်အမေရိကရဲ့ပညာရေးအထွန်းကားဆုံးမျိုးတွေအနက်ကတစ်မျိုးဖြစ်ပြီးတက္ကသိုလ်ပေါင်းအခု20ကျော်ရှိနေတဲ့မျိုးဖြစ်ပါတယ်ဒီတက္ကသိုလ်တွေထဲမှာ1842ခုနှစ်ကလေးကစတင်ဖွင့်လှစ်လာခဲ့တဲ့ချီလီအမျိုးသားတက္ကသိုလ်ကအထင်ရှားဆုံးဖြစ်ပါတယ်ဒီကနေ့အချိန်မှာတော့ဌာနပေါင်း14ခုပြားရိုက်ပေါင်း10ခုတိုက်ပတ် Institute ပေါင်း12ခုတို့နေဖွဲ့စည်းထားပြီးစာသင်သားပေါင်း4000ကျော်တက်ရောက်လျက်ရှိတဲ့တက္ကသိုလ် ိုးဖြစ်နေပါပြီ။တောင်အမေရိကရဲ့အဓိကစီးပွားရေးဗဟုကျန်းမာတစ်ခုဖြစ်ပြီးအဓိကစီးပွားရေးလုပ်ငန်းတွေအနေနဲ့ကတော့ဝန်ဆောင်မှုလုပ်ငန်း၊ဗန်လုပ်ငန်း၊ကုန်ထုတ်လုပ်မှု၊တက်ထုတူဖော်ရေး၊စိုက်ပျိုးရေး၊ဝိုင်းထုတ်လုပ်မှု၊အစားအစာအထည်အလဲ၊ရေနံတန့်စင်ခြင်းနဲ့ခရီးသွားလာရေးဝန်ဆောင်မှုလုပ်ငန်းစတာတွေကိုလုပ်ကင်ကြပါလိမ့်။ဒေသခံတွေရဲ့နှစ်စဉ်ပြောင်းမြောက် GDP ကအမေရိကန်ဒေါ်လာ2500ဝန်းကျင်ဖြစ်ပြီးတော့ငွေကြေးစနစ်အနေနဲ့ကတော့ GDP ဆို CLP ကိုအသုံးပြုပါလိမ့်။1995ခုနှစ်ကလေးကတောင်အမေရိကမှာပထမဆုံး ံမီအောက်ရထားပြေးဆွေးနိုင်ခဲ့တဲ့မြို့ကြီးဖြစ်တာနဲ့အညီအထူးကောင်းမွန်တဲ့လမ်းမကုန်ရစနစ်ကိုပိုင်ဆိုင်ထားပါလိမ့်မီအောက်ရထားအမြန်ရထားနဲ့ဘတ်ကားလိုင်းမောင်းများစွာပိုင်ဆိုင်ထားပြီးမြို့တော်ရဲ့အထက်လမ်းမကြီးများမှာအမြန်ဘတ်ကားလိုင်းစနစ်ကိုအသုံးပြုပါလိမ့်မြို့လျားနဲ့15ကီလိုမီတာခန့်အကွာမှာတည်ရှိနေတဲ့ခေါ်မော်တိုရိုအာထူရိုမယ်ရီနိုဘီနီဒတ်နိုင်ငံတကာလေဆိပ်ကြီးကိုတော့1968ခုနှစ်မှာစတင်ဖွင့်လှစ်ခဲ့ပြီးနှစ်စဉ်လေကြောင်းခရီးသွား20တန်းကျော်ကိုဝန်ဆောင်မှုပေးနေတဲ့လေဆိပ်ကြီးလေးဖြစ်ပါလိမ့်ချီလီနိုင်ငံ င်ငံရဲ့အဓိကစိတ်ကမ်းဖြစ်တဲ့ဘဲပါရိုင်းဆိုစိတ်ကမ်းကလည်းဆန်ဒီယာဂိုမြို့အနီးမှာတည်ရှိပြီးတောင်အမေရိကရဲ့အကြီးဆုံးစိတ်ကမ်းတစ်ခုလည်းဖြစ်ပါတယ်။ဆန်ဒီယာဂိုဟာမြေထဲပင်လယ်ရာသီဥတုကိုပိုင်ဆိုင်ထားပြီးတော့တနစ်ပတ်လုံးပြင်းမြအပူချိန်ဟာ7ဒီဂရီကနေ27ဒီဂရီဆေးဆီယံအထိမှရှိနေတတ်ပါတယ်။ဆန်ဒီယာဂိုဆိုတဲ့အမည်ဟာခရီးယန်သူတော်စင်စိန့်ဂျင်းစ်ကိုဂုဏ်ပြုတဲ့အနေနဲ့ပေးထားတာဖြစ်ပြီးမူလအမည်အပြည့်အစုံကတော့ဆန်ဒီယာဂိုဒက်နွေဘအက်စတက်မာဒူရာဖြစ်ပါတယ်။ဆန်ဒီယာဂိုဟာကမ္ဘာပေါ်မှာအကောင် ောင်းဆုံးဝိုင်းတွေထွက်ရှိရာမြို့တော်များတွေကတစ်မြို့ဖြစ်ပြီးချီလီဝိုင်းဟာကမ္ဘာအကောင်းဆုံးဝိုင်းများတွေကတစ်ခုအဖြစ်သတ်မှတ်ခံထားရပါတယ်။စန်ဒီယာဂိုဟာလုံခြုံတဲ့မြို့တစ်မြို့ဖြစ်ပြီးလူနေမှုစနစ်အတိုင်းအတာတစ်ခုအထိမြင့်မားပေမယ့်စမှုလုပ်ငန်းထွန်းကားပြီးကြီးမားတဲ့မြို့ကြီးဖြစ်တာကြောင့်လေတုညဉ့်ညမ်းမှုတွေရှိတတ်တယ်လို့ဆောင်းရသည်မှာမြို့ကိုဖုံးလွှမ်းမှုပြဿနာလေးရှိနေပါတယ်။စန်ဒီယာဂိုဟာကမ္ဘာပေါ်မှာငရင်အများဆုံးမြို့တော်များတွေကတစ်မြို့ဖြစ်ပြီးဒါကြောင့်မြို့ရဲ့အဆောက်အအုံအများစုကိုငရင်တန်းခံနိုင်အောင်တည်ဆောက်ထားပါတယ်။တောင်အမေရိကမှာတတိယခရီး းသွားအများဆုံးဖြစ်ပြီး2019ခုနှစ်ကောက်ဆိုရင်နိုင်ငံခြားခရီးသွား1.5တန်းခန့်ဒီမျိုးကိုလာရောက်လည်ပတ်ခဲ့ကြပါသည်။စန်တီယာဂိုဟာကမ္ဘာပေါ်မှာစီးနင်းလျှော့စီးရာအကောင်ဆုံးမြို့တော်များထဲကတစ်မြို့ဖြစ်ပြီးမြို့အနီးတစ်ဝိုက်မှာစီးနင်းလျှော့စီးရာနေရာပေါင်း20ကျော်ရှိပါသည်။စန်တီယာဂိုဟာကမ္ဘာပေါ်မှာဘောလုံးအားကစားအထွန်းကားဆုံးမြို့တွေနဲ့ကတစ်မြို့ဖြစ်ပြီး1962ခုနှစ်ကမ္ဘာဖလားကျင်းပခဲ့ရာမြို့လေးဖြစ်ပါသည်။ဒါပေမဲ့နိုင်ငံရဲ့အမျိုးသားအားကစားအဖြစ်အတိအမှတ်ပြုခံရတာကတော့ရိုဒီယိုဆိုတဲ့ ကစားနည်းဖြစ်ပါတယ်။မြင်းစီးပြီးနှောတွေကိုထိန်းချုပ်ရတဲ့ကစားနည်းမျိုးဖြစ်ပါတယ်။ဒီတစ်ခါဝေမျှပေးခဲ့တာကတော့တောင်အမေရိကရဲ့အထင်ကရမျိုးတော်ဖြစ်တဲ့ဆန်ဒီယာဂိုမျိုးကြီးရဲ့အကြောင်းပဲဖြစ်ပါတယ်။ထပ်မံပြီးတော့လေကဘာတလောကထင်ရှားတဲ့အချားမျိုးကြီးတွေရဲ့အကြောင်းကိုဝေမျှသွားပါအောင်မယ်။နောက်ဆက်သူတူတာဆောင်မိတ်ဆွေအပေါင်းရှင်လန်းချမ်းမြေကြပါစေရှင်။